ေးနေတာတွေက လူပြင်းတွေးတွေလားဒါမှမဟုတ်ဝရိယရှင်ရဲ့အတွေးတွေလားလို့ကိုအတွေးလေးကိုလည်းစစ်ဆေးနိုင်အောင်လို့ဟုတ်လားမြတ်စွာဘုရားကဟောတဲ့အင်္ဂုတ်ထုပါဠိတော်မှာအထက်ကနိဗ္ဗာန်မှာဟောထားတာရှိလုံလဝရိယရှိခြင်းရဲ့အကြောင်းလုံလဝရိယမရှိခြင်းရဲ့အကြောင်းဟုတ်လားအဲ့ဒီမှာဘာဟောတော့ဆိုတော့ပြင်းတဲ့လူတွေဟာကြမ်းဖန်ပြီးတော့ပြင်းတာတဲ့ဘယ်လိုလဲဆိုတော့ အမှုကိစ္စတွေတစုံတရာအလုတ်ကိစ္စတွေကြုံတော့မယ်ဆိုရင်သူကစဉ်းစားတယ်ဟာမကြခင်ငါအလုတ်တွေလုပ်ရတော့မှာအလုတ်တွေလုပ်ရရင်တော့ပင်ပန်းမှာပဲအဲ့တော့အဲ့ဒီအချိန်မှာငါပင်ပန်းတာကိုကြွတင်ပြီးတော့ကာမိအောင်အခုတော့ငါအနားယူပြီးတော့အိတ်နေအောင်မှဖြစ်မယ်လို့အဲ့လိုစဉ်းစားတယ်တဲ့အလုတ်လုခါနီးမှာဟုတ်လားဒါကအလုတ်ကိစ္စတွေမကြုံခင်မှာသူ့ရဲ့လူပြင်းရဲ့စဉ်းစားနီးနံပါတ်1နော်နောက်ပြင်းတဲ့လူကဘယ်လိုစဉ်းစားတော့ဆိုတော့ အလုတ်ကိစ္စတွေပြီးပြီဆိုတော့လေသူကဘလို့စဉ်းစားတော့ငါအလုတ်တွေအများကြီးလုတ်ခရတယ်ငါသိပ်ပန်းတာပဲဒါကြောင့်ဒီအချိန်တော့နားအုံးမဖြစ်မယ်အိတ်အုံးမဖြစ်မယ်ဆိုအိတ်လိုက်ပြန်တာပဲတဲ့ဘယ်နှချက်ရှိပြီတော့နှစ်ချက်ရှိပြီဗျဟုတ်လားကဲအဲ့ဒီပြင်းတဲ့လူကတခါတလေခยีသွားเสียရကြုံနေဆိုကြပါစုခยีသွားเสียရကလည်းလူတိုင်းမှာရှိတတ်တယ်လေအေးခยีသွားလို့ရှိရင်ပြင်းရမှားနဲ့ဆင်းရမှားနဲ့ဟိုကြတော့ဘာဒီကြတော့ဘာရောင်းတောင်းရောင်းတောင်းနဲ့ ခยีသွားလို့ရှင်ခေါင်းရှုပ်เสียရတွေနဲ့ပင်ပန်းမှာပဲအဲ့ဒီတော့ခยีမသွားခင်ကနည်းနည်းလေးတော့အနာယူအောင်မှဖြစ်မယ်ဆိုပြီးတော့ပြင်းနေပြန်နေတဲ့ခยีသွားလို့ပြန်လာပြီဆိုတော့လေဟာငါခยีကအခုမှပြန်လာတာခဏလောက်တော့နားအောင်မှပေါ့အလုတ်တန်းလို့လို့ဘယ်ဖြစ်မှလဲဆိုပြီးတော့နားပြန်ရောတဲ့ဘယ်နှချက်ရှိပြီတုန်းလေးချက်ရှိပြီယဟန်တော်တွေကိုဟောတာဆိုတော့ဆုံးခံသွားတယ်ဆုံးဟင်းကလည်းတိတ်ပြီးတော့မရဘူး သွားရတာလဲဝေးလိုက်တာပင်ပန်းလိုက်တာသုံးကလည်းမဝတဝလေးဖြစ်နေတယ်ဆိုရင်ဟာသွားရတာလဲပင်ပန်းနေငါခန္ဓာကိုတိတ်ပြီးတော့မပြည့်စုံဘူးအဲ့ဒီတော့ငါတက်တက်တာလာနေတာကောင်းနေဆိုပြီးတော့အိတ်နေပြန်ရောတဲ့ဟုတ်လားဒါကသုံးမရတဲ့အချိန်မှာပေါ့နော်တခါကြီးဒီကမကြီးများကလည်းပဲကိုနဲ့ဆက်ဆက်မှုရှိအောင်ယူပြီးတော့တွေးပေါ့စားမကောင်းတောက်မကောင်းတဲ့အချိန်ဆိုရင်လည်းနည်းနည်းလေးတော့နားလိုက်အောင်မနဲ့ဒူပါရက်ပေါ့ဟုတ်လားကင်စားလို့တောက်လို့ကောင်းပြီ စာတဲ့ကတော့ဆုံးခံလို့ဆုံးရင်တွေကလည်းပြီးပြီးဆုံးဆုံးရပြီတကယ့်ကိုပဲတခါတည်းဘိုက်ကိုတင်းပြီးတော့နေပြန်တော့လေငါပဲကိုရေစိန်ထားတယ်လို့ငါရဲ့ဘိုက်ကြီးလေးနေတယ်တဲ့ဒါကြောင့်မို့အလုံးလုံးလို့မဖြစ်သေးဘူးဒီတရင်ကတော့ငါနားလိုက်အောင်မယ်အိတ်လိုက်အောင်မယ်ဆိုပြီးတော့အိတ်နေပြန်ရောတဲ့ဘယ်နှချက်ရှိပြီးတော့6ချက်ရှိပြီးအမှုကိစ္စလှုပ်လက်တန်လှုပ်ပြီးခရီးသွားလက်တန်သွားပြီးဟုတ်လား သုံးခံလို့မရခြင်းရခြင်းနောက်တစ်ချက်ကဘာလဲဆိုတော့အနာရောဂါလေးနည်းနည်းဖြစ်လာတယ်ခေါင်းလေးနည်းနည်းမူးတယ်ဟုတ်လားဗိုက်ကလေးနည်းနည်းနာတယ်ဆိုပါတော့ဘာမှမဖြစ်မှလည်းမသိဘူးတတလေးနေအောင်မှအဲ့လိုစဉ်းစားထားတဲ့ပြင်းတဲ့လူကဟုတ်လားအဲ့ဒီလိုနဲ့အဲ့ဒါပြင်းပြီးတော့နေပြန်ရော့တယ်အနာရောဂါလေးကဖြစ်တာနည်းနည်းဟုတ်လားတခါအနာရောဂါတွေဖြစ်ပြီးတော့အနာရောဂါပျောက်ပြီဆိုပြန်တော့လည်းပဲ ဟာငါတော်တော်ပင်ပန်းခဲ့တာအခုမှနလန္ဒရှိသေးတယ်ဘယ်အလုလုလုဖြစ်သေးမှလဲလို့စဉ်းစားပြန်နေတဲ့အလုလုเสียအချိန်ကိုမရှိဟင်ဒကမကြီးတွေအဲ့ဒါရှင်မျိုးတော့အဲ့ဒါဘဇုရဲ့အတွေ့လေပြင်းတဲ့လူတွေရဲ့အတွေ့တနည်းအားဖြင့်ပြင်းခြင်းရဲ့အကြောင်းအံ့ဩစရာကောင်းတယ်ဗျာလုံးလဝရိယရှိခြင်းရဲ့အကြောင်းကလည်းဒီရှိချက်ပဲဖြစ်နေတယ်ဘယ်လိုမြန်တွေးလိုက်တာလဲဒါကလေးသတိထားနော် ဲ့ဒီလူကလည်းဒီလိုအတွေ့အကြုံတွေတွေ့တာပဲသူလည်းလုံးစရာရှိတယ်ခီးသွားတယ်ရရှိတယ်ဆွန့်ခံလို့ရတာမရတာရှိတယ်အနာရောဂါဖြစ်တာမဖြစ်တာမရှိဘူးလားရှိတယ်။ तू ကဘလို့တွေးတုံဆိုတော့အမှုကိစ္စတွေလောက်ရတော့မယ်ဆိုရင် तू ကစဉ်းစားတယ်။ဟာအလုတ်တွေရှုပ်နေလို့ရှိရင်မြတ်သောအကျင့်ကိုကျင့်ဖို့မလွယ်ဘူး။ခေါင်းအင်မတန်ခြောက်တယ်။အဲ့ဒီတော့အလုတ်ရှုပ်နေတဲ့အချိန်မှာကောင်းတာလုပ်ဖို့ခဲရင်းတယ်။အဲ့ဒီတော့အဲ့ဒီအလုတ်တွေမလုရသေးခင်မှာမရသေးတဲ့တရားတို့ကိုရအောင်မျက်မှောက်မပြုတ်ရသေးတဲ့တရားကိုမျက်မှောက်ပြုတ်အောင်အပတိယာ မရသေးတဲ့တရားကိုပတ္တာပတ်တုံရောက်ချင်းကနော်တစ္ဆီကိရိယာရမျက်မှောက်မပြုတ်ရသေးတာကိုမျက်မှောက်ပြုတ်ဖို့ရမကြိုးစားလိုက်မယ်ဆိုပြီးတော့ကြိုးစားတာတဲ့ခုနတုန်းကနဲ့အတူကအတွေ့အကြုံကတော့အတူတူပဲနော်စဉ်းစားပုံကွဲပြီးတော့ဝရိယဖြစ်သွားတာအလုတ်တွေလုတ်ပြီးပြန်တော့လဲကြည်စမ်းငါအလုတ်လုတ်ခဲ့တုန်းကကောင်းတာတွေဘာမှမလုပ်ရဘူးအလုတ်ထဲမဲ့ဇောကပ်ပြီးတော့နေတာဆုံးရှုံးလိုက်တာအဲ့တော့အလုတ်လုတ်ပြီးပြီးချင်း ငါကောင်းတဲ့အကျင့်ကိုကျင့်မှဖြစ်မယ်ဆိုပြီးတော့ဝရိယတွေဖြစ်လာပြန်ရောတဲ့ဟင်ဒကမကြီးတွေဖះဟောတာမှန်တယ်နော်အေးနောက်သူကဘာစဉ်းစားတုံဆိုတော့ခยีသွားကနေကြတော့ဩခยีသွားရင်အလုတ်ကပြဲဥမယ်အဲ့ဒီတော့မသွားခင်မှာရားသလောက်လေးတော့ငါလှုပ်လိုက်ဥမယ်ဆိုပြီးတော့လှုပ်တာပဲတဲ့ခยีကပြန်လာတော့ကြည်စမ်းငါအချိန်နေပုတ်ခဲ့တာငါဘာမှကောင်းတာမလုတ်ခဲ့ရဘူးအချိန်နေလကားကုန်သွားတာ တော့ကောင်းတာလှုပ်ဥမပဲဆိုပြီးတော့လှုပ်ပြန်တာပဲတဲ့သုံးခံလို့သုံးကမပြည့်စုံဘူးအစာအာဟာရကတိတ်မပြည့်စုံဘူးဆိုတော့ကောင်းတယ်ဒါမှပေါ့ပေါ့ပါပါလေးရှိတယ်ဆိုပြီးတော့တရားအလုပ်ကိုလှုပ်ပြန်တာပဲတဲ့ဟောသုံးစားပြီးလို့သုံးခံကတိတ်ပြီးတော့အစဉ်ပြေလို့ပြည့်ပြည့်စုံစုံ ဖြစ်နေပြန်တော့လေပဲဒါမှငါအခုအားရှိနေတာဒါကြောင့်ငါလှုပ်အောင်မယ်ဆိုပြီးတော့လှုပ်တယ်တဲ့ ဣဒ္ဓေ6ခုရှိသွားပြီနော်အနာယောဂါလေးနည်းနည်းဖြစ်လာတော့သူကဘယ်လိုစဉ်းစားရအောင်ဆိုတော့ဟာဒီအနာယောဂါကြီးကအကြီးကြီးမဖြစ်ဘူးလို့လည်းမပြောနိုင်ဘူးအကြီးကြီးဖြစ်လာရင်ငါဘာမှလုံနိုင်မှာမဟုတ်ဘူးအဲ့တော့နည်းနည်းလေးဖြစ်တာဆိုတော့နည်းနည်းလေးတော့လှုပ်လို့ရသေးတယ်ဒါကြောင့်ငါလှုပ်လိုက်အောင်ပဲဆိုပြီးတော့လှုပ်ပြန်တာပဲတဲ့ဟုတ်လားအနာယောဂါကနေထလို့နလန္ဒဖြစ်ပြီဆိုတော့ तू ပြန်စဉ်းစားလိုက်တယ်အနာယောဂါတွေရှိတုန်းကဘာမှငါမေမေရရမလုပ်ခဲ့ရဘူး ဒါကြောင့်အခုယောဂလည်းပျောက်ပြီဆိုတော့အချိန်ဆိုင်နေလို့မတော်ဘူးလုံအောင်မဆိုပြီးတော့လုံပြန်တာပဲတဲ့။ညင်းတဲ့လူနဲ့ဝရိယရှိတဲ့လူတွေးပုံချင်းတူရဲ့လား။မတူဘူးဗျာတွေးပုံချင်းမတူဘူးဟုတ်လား။ဒါကြောင့်ဒကာကြီးဒကာမကြီးများဝရိယရှိခြင်းတယ်ဆိုလို့ရှိရင်အဲ့ဒါလို့တွေးရမယ်။ဟိုလူကြီးမတွေးနဲ့။အဲ့ဒါလို့တွေးပြီးတော့ဟိုဝရိယရဲ့အင်္ဂါ၄ပါးဆိုတာလည်းရှိသေးတယ်ဘဟုတုဒ္ဒပြောပြတယ် 不要让你们。<noise> <noise>